ဆက်လက်၍ခန္ဓာအစီအစဉ်ရအထူးတိုင်းစစ်ဌာနတိုင်းကုကဲမှုရေဘော်အောင်ဆန်ရှားမှဖိတ်မာစကားပြောကြားခြင်းအစီအစဉ်ဖြစ်ပါရယ်ခင်ဗျာတို့ဖြစ်ပါ၍အထူးတိုင်းစစ်ဌာနတိုင်းကုကဲမှုရေဘော်အောင်ဆန်ရှားခင်ဗျာအဖိတ်မာစကားပြောကြားပေးပါရန်လေးစားစွာပန်ကြားရပါတယ်ခင်ဗျာဟုတ်ကဲ့ အားလုံးမင်္ဂလာပါအဲကျွန်တော်ကအဲကျွန်တော်ဒီဆရာဦးရနေထောင်းအပါဝင်ပေါ့နော်အားလုံးမင်္ဂလာလို့ဘာလို့နှုတ်ဆက်ပါလဲဆိုတော့အဓိကတော့ဒါရန်ကုန်ဝါရီယာ PDF တိုင်းရဲ့ဒါ anytime anywhere အဲဒါ7000 campaign ပေါ့နော်ဆိုတော့ဒီ campaign ရရရှိလာမဲ့အဲဒါအထောက်ပံ့ငွေတွေဒီဒါ drone ဒါ drone နဲ့နည်းပညာ အဆင့်မြင့်တင်ဖို့ဖြည့်ဆည်းဖို့ပေါ့နော်ဆိုတော့ဒီအတွက်ဒါရည်ရွယ်ပြီးတော့အာလုပ်တဲ့ campaign ဖြစ်တာပေါ့နော်ဆိုတော့အရင်ဆုံးတော့ကျွန်တော်ဒီမှာ campaign ကိုမပြောခဲ့အထူးတိုင်းစစ်ဌာနနဲ့နောက်ဒီဘန်ကုန်းဝတီယာဗီဒီယိုတိုင်ရင်းနဲ့အဲပတ်သက်ပြီးတော့အနေငယ်အဲကျွန်တော်ဟိုမိတ်ဆက်ပြီးတော့ပြောလိုပါတယ်ဆိုတော့ဒီအထူးတိုင်းစစ်ဌာနဆိုတာကတော့အာကျွန်တော်တို့ဒါပြည်သူ့ကာကွယ်တက်မတော်ပေါ့နော်ဒါစေယုံကျုပ်ကနေပြီးတော့ အာကျွန်တော်ထပ်ပြီးတော့နော်အချိန်မြင့်ဆောင်ရွက်မဲ့ဒါစစ်စင်ရေးတွေအတွက် ပေါ့နော်စစ်စင်ရေးတွေအတွက်အဓိကကြတဲ့ဒါစစ်စင်ရေး area မှာအာနော်ကျွန်တော်တို့လိုအပ်နေတဲ့အဲဒါစုဖွဲ့မှုတခုကိုလေချာစုဖွဲ့ပြီးတော့မှအာနော်ကရင်ပြည်နယ်အဲမွန်ပြည်နယ်နော်နောက်ကြီးတဝဲဘက်မှာရှိတဲ့တရင်တွေအားလုံးပေါ့နော်တစုတစည်းတက်ဖြစ်အောင်ကျွန်တော်တို့စုဖွဲ့လိုက်တဲ့ဒါတိုင်းစစ်ထဏာတခုဖြစ်ပါတယ် တော့အဲတက်တက်ပြောရလို့ချင်းအထူးတိုင်းစစ်ဌာနရဲ့စစ်စင်ရေးတော့ဥတီချက်ဒီဘကိုးရံကုန်ပဲဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့တက်တွေအကုန်လုံးဒီစတောင်းမြဝတ်မှာအဲကျွန်တော်တို့ထိုင်ချတယ်စစ်စင်ရေးတွေကျွန်တော်တို့ဆောင်ရွက်တယ်ဒီမှာရန်ကုန်ဝါရီယာဗီဒီယိုတက်ရင်အပါဝင်ပေါ့เนาะအားလုံးကကျွန်တော်တို့ဒီမှာကြည်ကြည်လေးလေးနဲ့စုဖွဲ့မှုစနစ်တကျနဲ့ကျွန်တော်တို့စစ်စင်ရေးတွေဆောင်ရွက်နေကြပြီလည်းဖြစ်ပါတယ် ဆိုတော့နောက်တစ်ခုကျတော့ဒါအဲရန်ကုန်ဝါရီယာ PDF တန်ရင်ပေါ့နော်ရန်ကုန်ဝါရီယာ PDF တန်ရင်ဆိုရင်အဲရခင်ကဒါရန်ကုန်တိုင်းပကဖတက်ခိုင်တက်ဖွဲ့တဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒါအဲဒီလူကကွေးအဖွဲ့ပါတက်မတော့ PDF တည်းဒီဒါ MOD စေယုံကြုတ်ကကုကမှုတစ်ခုလေးအောက်မှာနော် PDF လန်တော်တစ်ခုလေးအောက်မှာရှိတဲ့အဖွဲ့တွေဖြစ်တယ် တော့ကျွန်တော်တို့ကအဲအဲဒီအုပ်ချုပ်မှုအရာစစ်စင်ရေးအရာပေါ့နော်လိုအပ်တယ်လို့ဟိုတက်ခိုက်ရေးတက်ဖွဲ့တွေနဲ့ကာကွယ်တက်ဖွဲ့တွေဆိုပြီးတော့ဒါဖွဲ့စည်းပုံအရာပေါ့နော်ကျွန်တော်တို့ဖွဲ့တယ်ဆိုတော့လေလက်ရှိအချိန်တွေမှာဒါ PDF တက်ဖွဲ့ဝင်တွေနဲ့အဲပကဖရဲဘော်တွေအားလုံးကနော်ကျွန်တော်တို့စစ်စင်ရေးဟိုပဲအဲတိုက်ခိုက်ရေးဟိုပဲအဓိကဒါဦးစားပေးပြီးတော့ကျွန်တော်တို့ဆောင်ရွက်နေကြတယ်အထူးသဖြင့်တော့ရန်အဲဒါတောင်ပိုင်းစစ်ဌာနမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖတွေဆိုလို့ရှိရင်လည်းနော်စစ်စင်တခုတည်းကိုပဲကျွန်တော်တို့စူးစမ်းပြီးတော့ PDF နဲ့အတူတူပေါ့နော်ကျွန်တော်တို့ဒါမှအဲတိုက်ပွဲဝင်နေတဲ့အဖွဲ့တွေဖြစ်ပါတယ်အဲ့တော့အော်ဒီရန်ကုန်ဝါရီယာ PDF တရင်တည်ရခဲပကဖအဲ PDF မဖြစ်ခင်ပေါ့နော်ပကဖအနေနဲ့အဲရှိစဉ်တုန်းကလည်းအထူးတိုက်စစ်ဌာနနဲ့အတူကျွန်တော်တို့နဲ့အတူမြေပြင်စစ်စင်ရေးတွေမှာနော်အပြည့်ဝဒါပူပေါင်းဆောင်ရွက်ခဲ့တဲ့အဲ ဒါတယင်းတယင်းဖြစ်တယ်ပေါ့နော်ဆိုတော့ရာဂုံဝါရီယာဒီဒီဆိုလို့ကျွန်တော်တို့အခုမှဖြစ်လာတဲ့တယင်းမဟုတ်ပါဘူးအဲရခင်ကတည်းကရှိနေပြီးသားမြေပြင်မှာစစ်စင်ရေးအပူပေါင်းဆောင်ရွက်မှုအပြည့်အဝရှိပြီးတော့နော်အအဓိကကျတဲ့ဒါခိုင်မာအကောင့်နဲ့တယင်းတယင်းဖြစ်တယ်ဆိုတဲ့ဟာကိုဟိုကျွန်တော်ဖြစ်ပြီးတော့မိတ်ဆက်လို့လာပါနော်နောက်ဒါ campaign နဲ့ပတ်သက်လို့ရှိရင် campaign ဒီဒါ anytime anyway ပေါ့နော် anyway အဲအချိန်မရွေး နေရာမရွေးဆိုတော့ကောင်းစဉ်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အခုချိန်ကာလသည်2025အခုဆိုရင်ကျွန်တော်နှစ်ကုန်ပြီ2026ဆိုတော့ကာလသည်ကျွန်တော်တို့ရှေ့မှာအဲဒါကျွန်တော်တို့ရဲ့ကာကွယ်ဝန်ကြီးကိုယ်တိုင်လည်းကျွန်တော်တို့ပြောခဲ့တယ်ကျွန်တော်တို့အတွက်အမှန်တကယ်အဆုံးဖြတ်နော်အမှန်တကယ်အောင်မြင်မှုကိုရဖို့အတွက်အချိန်မရွေးနေရာမရွေးပြီးရင် နော်နေ့ညမရွေးအချိန်ပြည့်နော်ရှိသည်များအားကုန်ကျွန်တော်တို့စစ်စင်ဆောင်ရမယ်နှစ်တနည်းထဲကိုကျွန်တော်တို့ရောက်လာပါပြီဆိုတော့စစ်စင်ရေးတွေအခုလက်ရှိ ဆိုလို့ရှိရင်လည်းနော်ဒါစစ်စင်ရေးတွေကျွန်တော်တို့အကောင့်တက်ပေါ်ဆောင်ရနေတယ်အဲအမြဲတမ်းအမြဲတမ်းကျွန်တော်တို့မှာတစ်ဆင့်ချင်းတစ်ဆင့်ချင်းကျွန်တော်တို့လုပ်ရမယ့်စစ်စင်ရေးညီမကျအစီအစဉ်တိုင်းကိုတစ်ဆင့်ချင်းတစ်ဆင့်ချင်းကျွန်တော်တို့ တွားနေကြတယ်ပေါ့နော်အဲ့လိုတွားနေတဲ့အချိန်မှာကျွန်တော်တို့မှာအအဓိကပေါ့နော်ရုံးကန်အစူးစမ်းနေရတဲ့ဟာတွေလည်းရှိတယ်အဲ့တော့ကျွန်တော်တို့မှာ PDF တက်မတော်မှာဒီလူကကွေးနော် PDF ဒီလူကကွေးတက်မတော် PDF ကကုကဲမှုအောင်မှာရှိတဲ့နော် PDF တက်ဖွဲ့တွေပကဖအနေနဲ့လက်ရှိအနေနဲ့ကျွန်တော်တို့မှာနော်ခိုင်မာအကောင့်နဲ့စုဖွဲ့မှုကျွန်တော်တို့မှာရှိတယ်အားရှိတယ်နော်စစ်ကောင်စီ ဘလောက်ပဲနော်ပြည်သူစစ်တွေကိုစုဆောင်းနေပါစေနော်ကျွန်တော်တို့မှယနေ့အချိန်ထိတာလွန်အင်အားကျွန်တော်တို့မှအပြည့်ရှိတယ်အင်အားရှိတယ်နောက်တစ်ခုကကျွန်တော်တို့မှနော်ရခဲ2021 2020နှစ်တုန်းကလူမျိုးမဟုတ်ဖက်နဲ့အခုအချိန်တွေမှာလက်လက်အားဖြင့်ကျွန်တော်တို့မှရှိနေပြီပေါ့နော်လက်လက်ကျွန်တော်တို့မှရှိနေပြီဆိုတော့2021 2022မှာ ကျွန်တော်တို့တွေဒီမြို့ပြစစ်စင်ရေးပေါ့နော်မြို့ပြစစ်စင်ရေး ယောက်ျားစစ်ကြည့်လက်ယောက်ျားစစ်စင်ရေးမြို့ပြယောက်ျားစစ်စင်ရေးတွေကိုကျွန်တော်တို့အဓိကထားပြီးတော့ဆောင်ရွက်ခဲ့တယ်ဒီမှာလဲဒါလက်ရှိရန်ကုန်ဝါရီယာအပီဒီအက်တိုင်းတပ်ဖွဲ့ဝင်တွေဆိုလို့ရှိရင်မြို့ပြမှာเนาะအာအပီဒီအက်တပ်ဖွဲ့တွေနီးတူเนาะပကဖတွေအနေနဲ့နောက်ပြီးတော့ SW တပ်ဖွဲ့တွေเนาะ SD ရဲ့တပ်ဖွဲ့တွေဒီအဖွဲ့တွေနဲ့အတူမြို့ပြယောက်ျားစစ်စင်ရေးတွေကျွန်တော်တို့ဆောင်ရွက်ခဲ့တယ်နောက်2020 2023 2024ပေါ့เนาะအဲ့ဒီကာလတွေမှာကျတော့ကျွန်တော်တို့က မျိုးပြပြောင်းကြရနေပြီးတော့ပါနောက်တစ်ဆင့်တက်ပြီးတော့နော်အာဒါကြိလက်စစ်စင်ရေးပေါ့နော်တမျိုးကြတိုက်ပွဲပုံစံနဲ့အဲကျွန်တော်တို့ကမြို့တွေနော်အများကြီးတနင်္ဂနွေတိုက်တာနဲ့ကျွန်တော်တို့သိနိုင်ခဲ့တယ်နေမြေတွေအများကြီးစိုးမိုးနိုင်ခဲ့တယ်ပြီးတော့တမျိုးကြတိုက်ပွဲကနေပြီးတော့အဲ့ဒါတမျိုးကြထိုးစစ်တိုက်ပွဲအနေနဲ့ကျွန်တော်တို့ပေါ်ဆောင်နိုင်ခဲ့ကြတာပေါ့နော်အခု2025 2026ဒီကျွန်တော်တို့ရဲ့ MOD နော်ကာကွယ်ဝန်ကြီးဇာဦးမွန်အမြဲပြောနေတဲ့ထွေထွေထိုးစစ်ကာလကိုကျွန်တော်တို့ရောက်နေပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီထွေထွေထိုးစစ်ဆိုတဲ့နေရာမှာဆောနာကျွန်တော်ပြောခဲ့တဲ့ကျွန်တော်တို့မှာအင်အားရှိတယ်ကျွန်တော်တို့မှာလက်နဲ့ထိုက်တဲ့တလောက်ကျွန်တော်တို့မှာရှိပြီကျွန်တော်တို့မှာလိုနေတာဒီအရင်အမြစ်ဖြစ်ပါဒါကတော့ပဂရိလိုအပ်ချက်ပေါ့နော်ကျွန်တော်အရင်အမြစ်ဆိုတဲ့နေရာမှာနော်ငွေကြေး เนาะရိတ်ခါဒီဓာတ်ရည်လဲပါတယ်လို့အခု campaign လုပ်တဲ့ဒါ drone နဲ့ဉာဏ်ပညာဒီအဓိကအကြဆုံးအရင်းမြစ်ဖြစ်ပါတယ်အဲ့တော့လက်ရှိဒါအာ2021နောက်ပိုင်းပေါ့เนาะကျွန်တော်တို့ဒီလောက်2021နောက်ပိုင်းเนาะအာတခြားနိုင်ငံတွေမှာเนาะနိုင်ငံချင်းเนาะစစ်ပွဲတွေနိုင်ငံတွင်းစစ်ပွဲတွေပေါ့เนาะဒီစစ်ပွဲတွေမှာဆိုလို့ရှိရင်လေရခိုင်လိုမျိုးတမျိုးကြစစ်စင်ရေးပုံစံတွေနဲ့เนาะလူဝင်အား လက်နဲ့အင်အားနဲ့နော်အော်သိမ်းပြီးတော့တိုက်ပွဲအကောင့်တွေဖော်ရဲဆိုတာထက်ကိုနီးပညာပေါ့နော်ဆိုတော့နီးပညာနဲ့ထိုးသိသိမ်းပြီးတော့ဒါအောင်မြင်မှုတွေရကြတာပဲဖြစ်ပါတယ်အဲ့တော့နီးပညာဆိုတဲ့နေရာမှာလဲအဲလေချောင်းနော်ရေချောင်းဒီနေရာတွေမဟုတ်ဖက်နဲ့အခုနောက်ပိုင်းမှာနော်တကယ် drone စစ်စင်ရေးဒီတနိုင်ငံလုံးကျွန်တော်တို့နိုင်ငံအတွက်ကတခြားနိုင်ငံတကာအာဒါစစ်ပွဲတွေမှာရော အဓိကအားထားပြီးတော့တုံးခဲ့တဲ့စစ်စင်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လိုအပ်တဲ့နောက်ဆုံးအရေးအမြစ်ဒီတော့ဗန်ဒန်ငွေကြီးလည်းဖြစ်တယ်လို့ဒီ drone နဲ့ဤပညာဒီအဓိကဖြစ်ပါတယ်အဲ့ဒီမှာမှနော်ကျွန်တော်တို့မှာနီးပညာရှိတယ်နော်နီးပညာကြွားကျင်တဲ့လူငယ်တွေရှိတယ်အတတ်ပညာတွေရှင်တွေရှိတယ်အဲအကြံပေးပုံကိုယ်တွေရှိတယ်ဒါပေမဲ့ကျွန်တော်တို့မှာတကယ်တမ်းလိုနေတာဗန်ဒန်ငွေအရင်မြစ်ပဲဖြစ်ပါတယ်နော်ဒါက brand code ဝါရီယာ PDF တိုင်းတင်ရတဲ့မဟုတ်ဖက်နဲ့ တခြားမိဘီဝအရာရောအထူးတိုင်းစစ်ဌာနမှာရောယုတ္တကကွေတက်မတော်မှာရောဒါအမှန်တကယ်လိုအပ်နေတဲ့လိုအပ်ချက်ဖြစ်တယ်ပေါ့နော်။ဒါကြောင့်ဒီရန်ကုန်ဝါရီယာကပြုလုပ်တဲ့နော်ဒါ anytime anywhere ကြက်သိန်း2000 drone စစ်စင်ရေး campaign မှာ campaign ဒီကျွန်တော်တို့လက်ရှိဆောင်ရွက်မဲ့2025 2026ကာလအတွက်အဲရှစ်ဆက်ဆောင်ရွက်မဲ့စစ်စင်ရေးအတွက်အဓိကအကြဆုံးလိုအပ်ချက်ဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်အနေနဲ့အဲဒီဒါကိုရှင်းပြ နော်အမိတ်ဆက်ချင်းဖြစ်ပါတယ်အဲ့တော့နောက်ဆုံးအနေနဲ့ပြောရလို့ချင်းလက်ရှိမှာကျွန်တော်ကဆရာနော်ဥယျာဉ်ထုံးလဲကျွန်တော်တို့အများကြီးပြောရတယ်လက်ရှိမှာစစ်ကောင်စီပြီးကျွန်တော်တို့ကိုအဲဒါရွေးကောက်ပွဲပေါ့နော်အဲရွေးကောက်ပွဲဟိုအကြောင်းပြုပြီးတော့မှတချို့နေမြေတွေမြို့တွေကိုနော်တရုတ်အာကိုပေါ့နော်အနာချင်းနိုင်ငံတွေအာကိုနဲ့အဲပြန်ပြီးတော့နော်စိုးမိုးထားတဲ့ဟာတွေရှိတယ်မကြခင်ပါလေဒါလုံးဝ အဲဒီတရားလည်းမဝဲနော်ဘယ်နိုင်ငံနိုင်ငံတကာအာဆီယံကုလသမဂ္ဂဘယ်အမှအတိမတ်မပြုတဲ့ရွေးကောက်ပွဲတစ်ခုကိုပြုလုပ်ပြီးတော့မှသူတို့ဒီဒါရှစ်ဆက်ပြီးတော့အကြံဖက်မှုတွေကိုပြုလုပ်တော့မယ်ဆိုတဲ့အခြေအနေလည်းရှိပါတယ်အဲ့တော့ဒီမှာလည်းကျွန်တော်ဖြည့်ပြီးပြောလိုတာကစစ်ကောင်စီရဲ့ရွေးကောက်ပွဲဒီတကယ်ဖြစ်မြောက်လာတဲ့အခါမှာအဲဘယ်နိုင်ငံမှမှတော့အတိမတ်ပြုမှာမဟုတ်ဘူးသို့တော့သူတို့နော်အတိမတ်ပြုခြင်းပြု ပြင်နေတဲ့နော်အာဏာရှင်နိုင်ငံတွေကွန်မြူနစ်နိုင်ငံတွေကတော့သူတို့အတိမတ်ပြုလိမ့်မယ်အဲ့လိုအတိမတ်ပြုမှုတရားဝင်အတိမတ်ပြုမှုထောက်ပံ့မှုနဲ့အတူကျွန်တော်တို့ပြည်သူလူထုမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုတရားလုံးရောဒေါ်လာရေးတက်ဖွဲ့တစ်ခုလုံးကိုပါနော်ပို့ပြီးတော့အကြမ်းဖက်မှုတွေနော်လေကြောင်းတိုက်ခိုက်မှုတွေအများကြီးလှုပ်လာမယ်ဒါကြောင့်ဒီရွေးကောက်ပွဲမဖြစ်မြောက်ဖို့ရွေးကောက်ပွဲကိုဘယ်ပေါင်းစုံနဲ့နော်အကြမ်းဖက်မဖက်တဲ့နည်းနဲ့နော်ပြုလို့ရှိရင်စစ်စင်နည်းနဲ့ကျွန်တော်တို့နောက်ဆက် ဟန်တာသွားဖို့တော့မပါဝင်ကြဖို့ဒီဟာကိုလည်းအဲကျွန်တော်ဒီမှာဖြစ်ပြီးပြောလိုပါတယ်အဲ့တော့အဲတကယ်လို့ရွေးကောက်ပွဲဖြစ်ပြီးသွားတဲ့အချိန်ရွေးကောက်ပွဲအလွန်မှာနော်ရှစ်ကောင်စီကတကယ်နိုင်ငံတကာမှာတရားဝင်ပြီးတော့နော်စိုးရတရက်တစ်ခုအနေနဲ့အဲနော်ထပ်ပြီးရက်တီနိုင်မလားဆိုတော့စိုးရင်ကြိတ်လဲစိုးရင်စိတ်လဲကျွန်တော်တို့ပြည်သူလူထုမှာရောတော်လိုက်တက်ဖွဲ့တွေမှာလည်းရှိပါတယ်နော်ဒီမှာကျွန်တော်သိသလောက်ကျွန်တော်ရဲ့ယုံကြည်ချက်ပေါ့နော်ကိုလည်းကျွန်တော်မျှဝေလိုပါတယ်ကျွန်တော်ရဲ့သိတဲ့ အတိကျွန်တော်ရဲ့ယုံကြည်ချက်ပေါ့နော်ဒီတာကိုမျှဝေခြင်းဖြစ်တဲ့အတွက်ကျွန်တော်မှန်ကောင်းလဲမှန်ပဲအဲမှားကောင်းလဲမှားပဲဆိုတော့ဒီအပေါ်မှာလည်းဒါကျွန်တော်တူးတဲ့ရဲ့အမြင်လူငယ်တယောက်ရဲ့အမြင်ပေါ့နော်ဒေါ်လိုင်းရဲ့ဘော်တယောက်ရဲ့အမြင်လို့ပဲကျွန်တော်ကြိုပြီးပြောလို့ပါတယ်စစ်ကောင်စီစီတကယ်တမ်းရွတ်ကောက်ပွဲပြီးွားလို့အစိုးရတရက်ကိုနော်လှုပ်ပြီးသွားနိုင်တယ်ဆိုရင်တော့မှနော်ဘယ်တော့မှနော်တရားဝင်အစိုးရလည်းမဖြစ်လာဘူးဘယ်တော့မှပြည်သူလူထောက်ခံမှုလည်းမရလာဘူးသူတို့ရဲ့လက်ရှိ ပြိုလဲချိနေနေတဲ့ရန်တရားကိုလည်းဘယ်တော့မှပြန်လဲထူထောင်နိုင်မှာမဟုတ်ဖဲနဲ့တော်လန်ရေးလုပ်ငန်းရှင်တနင်္ဂနွေလုံးပူပေါင်းဆောင်ရွက်တဲ့တနင်္ဂနွေလုံးကဆက်ကျင်တဲ့ပြည်သူလူထုကလုံးဝအားပေးတဲ့တော်လန်ရေးကသာအောင်မြင်မှာ ဖြစ်တယ်။ဘာကြောင့်ဒီလိုကျွန်တော်တို့ပြောလဲဆိုလို့ချင်းနော်ဆီးရီးယားတော်လန်ရေးကိုကျွန်တော်တို့အနည်းဆက်ဆုံးသတိသာရကထားပြီးတော့ကြည့်လို့ရမှာဆီးရီးယားနိုင်နော်ဆီးရီးယားအာနာရှင် အာဆက်နဲ့နော်သူ့ကိုထောက်ပံ့အားပေးတဲ့ နိုင်ငံကြီးတွေဘလောက်ပဲရှိရှိနော်တော်လိုက်တက်ဖွဲ့တွေရတကယ်စီစီလုံးလုံးညီညီညွတ်ညွတ်နဲ့နော်တိုက်ခိုက်နိုင်မယ်ဆက်ပြီးတော့ကြိုးစားနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့တော်လိုက်ဆော့ဝဲချက်တော်လိုက်ပန်းနိုင်ရမဖြစ်မနေကျွန်တော်တို့ရောက်လာမှာဖြစ်တယ်ကျွန်တော်တို့တော်လိုက်လောက်ခဲ့တာ၅နှစ်ရှိပြီစီးရီးယားရဲ့တော်လိုက်အောင်မြင်မှုဒီ၁၇နှစ်လောက်ကြိုးစားခဲ့ရတယ်နော်၁၇နှစ်လောက်ကြိုးစားခဲ့ရတယ်လို့ဒါကျွန်တော်တို့ မှတ်သားလို့ရတာပေါ့နော်အာနာရှင်အာဆက်နဲ့စီးရီးယားအစိုးရနဲ့စီးရီးယားစစ်တပ်နော်ပြိုလဲသလိုမဲအွန်လိုင်းနဲ့နော်မဲအွန်လိုင်းရဲ့စစ်တပ်တွေအစိုးရတရက်ဆိုပြီးတော့မှအစိုးရလုံခြုံရေးနေလုတ်ပြီဆိုရင်တော့မှသူတို့မှအခြေမခံတဲ့နိုင်ငံရေးစီးပွားရေးအဓိကကြတဲ့တောက်တိုင်လေးပေါ့နော်ပြည်သူလူထုရဲ့ထောက်ပံ့မှုဒီကြတဲ့မရှိတဲ့အတွက်ပိုပြီးတော့ပြိုလဲဖို့ဖြစ်လာမဲ့ရွေးကောက်ပွဲဖြစ်တယ်ဆိုတာကိုလည်းကျွန်တော်ဒီမှာကျွန်တော် ခံယူချက်ကိုကျွန်တော်ပြောလို့တယ်အဲဒါကြောင့်ကျွန်တော်တို့ကတော်လှန်ရေးအလုပ်ကိုဒီဇိုင်းမပတ်နဲ့စောင့်ချပြီးတော့နော်ဒီ2025 2026မှာအားလုံးကြိုးစားပြီးတော့ကျွန်တော်တို့အနေနဲ့လုပ်မယ်အဲ့လိုပဲပြည်သူလူထုအနေနဲ့ရောတော်လှန်ထောက်ဖို့ရဲဘော်တွေအနေနဲ့ရောကျွန်တော်တို့တိုင်းတပ်ဖွဲ့တွေနော်တိုင်းစစ်ထနာတွေပေါ့နော်ကျွန်တော်တို့ပြည်သူ့ကာကွယ်တပ်မတော် MOD နော်ဒီတော်လှန်ရေးအဖွဲ့တွေနဲ့အိယာတို့တပ်ဖွဲ့တွေကိုအခုလိုပဲဆက်လက်ထောက်ခံအားပေးပြီးတော့မှဝိုင်းရအားဖြစ်နေတဲ့ဒီကျွန်တော်တို့ရဲ့ ရကုံးဝါဒီယာကပြုလုပ်တဲ့နော်အဲ anytime anywhere ကြက်သိန်း2000နော် campaign ကိုလည်းအောင်မြောင်ဆက်လက်ပြီးတော့အကူအညီထောက်ပံ့နော်ရုံရုံကြီးကြီးနဲ့နော်အားဖြည့်သွားကြဖို့လဲကျွန်တော်နေနဲ့ဒါနောက်ဆုံးနေနဲ့မြစ်တရက်ခံကြပါလေကျေးဇူးတင်ပါတယ်